မင်္ဂလာပါခင်ဗျာရွာဘုတ်2015ရွေးကောက်ပွဲထူးစီစဉ်ကနှုတ်ခွန်းဆက်ပါတယ်ဒီတစ်ပတ်အစီအစဉ်ကိုကျွန်တော်ကိုမောင်ကတာဝန်ယူတင်ဆက်ပေးသွားမှာပါဒီတစ်ပတ်အတွက်စူးစီးထားတဲ့ရွေးကောက်ပွဲဆိုင်ရာသတင်းတွေကိုအရင်ဆုံးတင်ဆက်ပေးပါမယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမှာကတော့ရေကြီးရေရှမ်းမှုဖြစ်ပေါ်ခဲ့တဲ့နေရာတွေမှာငွေကြေးတောင့်တင်းတဲ့ပါတီတွေအတွက်အခွင့်အရေးပိုရှိတယ်လို့ဖက်ဒရယ်ပြည်ထောင်စုပါတီဥက္ကဋ္ဌကပြောကြားလိုက်ပါတယ်ပြည်သူတွေဒုက္ခရောက်တဲ့အချိန်မှာ အများဆုံးငွေအင်အားကြီးကြီးနဲ့ပါဝင်နိုင်တဲ့ပါတီတွေအဖွဲ့အစည်းတွေကတော့သူတို့အတွက် chance တခုသွားဖြစ်တာပါနော်ဒါကတော့ဟိုဘက်လိုက်တာမဟုတ်ပေမဲ့ဘက်လိုက်မှုလို့တော့ပြောလို့မရပေမဲ့ဒါရံပုံငွေအားကောင်းတဲ့ပါတီတွေအတွက်ကတော့ဒီချိန်မှာအခွင့်အရေးပဲဖြစ်တယ်သူတို့စီယုံနိုင်မယ်သူတို့ဖြည့်စည်းပိနိုင်မယ်ဆိုရင်အချို့ပါတီဟိုပါပေါ့နော်ပြည်သူတွေကမဲဆန္ဒပေးမဲ့ပြည်သူတွေဟာပါသွားနိုင်တာပေါ့နော် ဇူလိုင်လနဲ့ဩဂတ်လအတွင်းကတိုင်းနယ်ပြည်နယ်12ခုမှာရေဘေးနဲ့ကြုံတွေ့ခဲ့ရပြီးအဲ့ဒီထဲကမှတိုင်းနယ်ပြည်နယ်၄ခုကိုနိုင်ငံတော်အစိုးရကရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။မတန်ဆွမ်းသူတွေဆန္ဒမဲပေးနိုင်မဲ့စံပြမဲယုံတွေကိုအောက်တိုဘာလမှာအပိသက်တတ်မှတ်သွားမှာဖြစ်ပါတယ်။ဒီတန်ဆွမ်းသူမဲဆန္ဒရှင်တွေပေးတဲ့မဲယုံမှာဆိုကြပါစို့နားမကြားသူတယောက်လာမယ်ဆိုရင်မဲပေးရင်းလုပ်ငန်းရှင်တွေကိုရှင်းပြတာရေးထားတဲ့စာလေးတွေကတ်ထားပေးဖို့ဒီမဲ့ ျက်စိမြင်တဲ့သူတွေလည်းရှိရင်ပူတဲ့လူတွေလိုရရှိနိုင်မလို့တယ်။နောက်မြန်မြန်ကိုယ်တိုင်းပဲပေးခြင်းလေဆိုရင်ကျွန်တော်တို့အကူကရိယာတခုနဲ့ template ပေါ့။ဒီမဲလက်မှတ်ကလေးကိုကျွန်တော်တို့အကူကရိယာတခုနဲ့ညှက်ပြီးတော့ကိုယ်တိုင်းကိုကဟိုဒစိတုံးအမှန်ချစ်ဒစိတုံးထုချက်နေရာလေးလက်ကလေးဆန်းအကွက်ကလေးပေါ်ထားတဲ့နေရာလေးလက်ကလေးဆန်းပြီးတော့ပြီးလို့ရမယ့်နေရာမျိုးကျွန်တော်တို့ဒါမျိုးလေးကျွန်တော်ဖန်တီးပြမှာဖြစ်တယ်။ဒါကြောင့်အဲ့လိုဖန်တီးထားတဲ့မဲယုံကိုကျွန်တော်ဆန်ပြမဲယုံလို့ခေါ်ပါတယ်။ဒါကကျွန်တော်တို့ကဆန်နမူနာပြမဲယုံဖြစ်တဲ့အဆန်းကိုပြောရလို့ရှိရင်တော့ အခြားအခြားသောနိုင်ငံတွေမှာလည်းမျိုးတွေလုပ်နေကြတယ်ဖွံ့ဖြိုးဆဲနိုင်ငံတွေဖွံ့ဖြိုးပြီးနိုင်ငံတွေပေါ့ဗမာပြည်ကဗမာနိုင်ငံကအခုမှဒါဒီဒီချိန်မှစလို့ပေါ့နော်ဒီချိန်စလို့ပြီးဆိုတော့နောက်ဒီချိန်မှဒါငယ်စင်းဒီချိန်ကခိုင်ရမှာပေါ်လာပြီဆိုရင်တော့ကျွန်တော်ပို့ပို့ပြီးတော့တိကျသေးကြရတယ်လုပ်လို့ရပေါ့နော်စံပြမဲယုံတွေကိုမတန်ဆွမ်းနေအများဆုံးရှိတဲ့ရန်ကုန်မန္တလေးစကိုင်းစတဲ့နေရာတွေမှာတတ်မှတ်သွားမှာဖြစ်ပြီးဥတွေကတတ်မှတ်ထားတဲ့မတန်ဆွမ်းမှုအမျိုးအစားအလုံးအတွက်မဲပေးဖို့လိုအပ်တဲ့ပစ္စည်းတွေကိုလည်းထားရှိပေးသွားမယ်လို့သိရပါပါတယ်ခင်ဗျာ။ အခုတခါတင်ဆက်ပေးမှာကမိုးကြီးရေရှမ်းမှုတွေဖြစ်ပေါ်ခဲ့တာဟာမဲဆွယ်စည်းရုံးရေးကာလမှာများစွာအခက်အခဲဖြစ်စေတယ်လို့ချင်းမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌကပြောကြားလိုက်ပါတယ်။အများကြီးထိတ်ခိုက်ပါလိမ့်မယ်။အခုလော်လော့ဆယ်လာမယ့်ရှေ့ရနောက်ပိုင်းမှာကျွန်တော်ကစည်းရုံးရေးခရီးစရတော့မယ်။ယွာတွေမှာကျွန်တော်စိုက်ကယ်နဲ့သွားမယ်။ခါတိုင်းစိုက်ကယ်နဲ့သွားတဲ့နေရာတွေကသွားလို့မရတော့ဘူး။အဲ့ဒါတော်လန်းနဲ့ကျွန်တော်ကလမ်းလျှောက်နေရမယ်ဆိုတော့အများကြီးကိုထိတ်ခိုက်ပါလိမ့်မယ်။ ဆိုတော့ဒီဟာနဲ့ပတ်သက်လို့ရွေးကောက်ပွဲကော်မရှင်နေနဲ့တကယ်တမ်းဒီဟာပေါ်မှာအဖြစ်တခုတော့ထွက်လာမှာပေါ့လေတကယ်ကိုဇွဲနေပဲကြီးစွာနဲ့အလုံးလုံးနိုင်တဲ့လူတွေကလူတွေတိပါလိမ့်မယ်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲမဲဆွဲစည်းရုံးရေးကာလကိုစက်တင်ဘာလ၈ရက်နေ့ကနေနိုဝင်ဘာလ၆ရက်နေ့ထိရက်ပေါင်း60တက်မှတ်ပေးထားပါတယ်ခင်ဗျာဆက်လက်တင်ဆက်ပေးမှာကတော့ Frederick Norman Foundation က ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ဥပဒေတွေအပြင်တခြားတိ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 ုက်တဲ့ဤဥပဒေတွေနဲ့ပတ်သက်ပြီးဆွေးနွေးဝက်တရက်ကိုပြုလုပ်ခဲ့ပါတယ်။ကိုယ်စားလှယ်လောင်းတွေကိုကြည့်မယ်ဆိုရင်ဒီအသစ်တွေအများကြီးပါဝင်လာတာတွေ့ရတယ်။တကယ်လူအသစ်တွေပေါ့နော်လူအသစ်တွေပါလာတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့အဓိကကတော့ဒီရွေးကောက်ပွဲ campaign တွေလုပ်တဲ့အချိန်မှာတိ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 ုက်တဲ့ဤဥပဒေပေါ့နော်။ဟို rules and regulation policy laws တွေဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပဲဖြစ်ဖြစ်ဒီရွေးကောက်ပွဲ commission ကထုတ်တဲ့ law တွေ regulation တွေနဲ့အညီပေါ့နော်သူတို့အနေနဲ့ campaign တွေလုပ်တဲ့အချိန်မှာလုပ်နိုင်အောင်ပေါ့အနည်းကတော့အမှားယွင်းနေအောင်ဒီတကယ်ကိုတရားမျှတပြီးတော့ဥပဒေနဲ့ဟိုဥပဒေဘောင်တွင်းမှာဝင်တဲ့ campaign တွေလုပ်နိုင်အောင်ပေါ့နော်အဲ information တွေကို share လုပ်ဖို့အဓိကသူတို့ဒီမှာကျွန်တော်တို့ဖိတ်ခေါ်ရခြင်းဖြစ်တယ်2015ရွေးကောက်ပွဲမှာတနိုင်ငံလုံးမဲဆန္ဒနဲ့1180နေရာမှာဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်း6189ဦးရှိတယ်ဆိုပြီးပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်ခင်ဗျာ။ အင်အားကြီးပါတီတချို့ကတိုင်းရင်းသားဒေသမဲဆန္ဒနယ်တွေအပြင်တိုင်းရင်းသားရေးရာဝင်ကြီးနေရာတွေမှာဝင်ရောက်ရှင်ပြိုင်နေတဲ့အပေါ်မှာတော့ပအိုင်းမျိုးသားအဖွဲ့ချုပ်ကဝေဖန်ပြောကြားလိုက်ပါတယ်။ဤတော်စုလို့တော်လဲသူအကုန်လို့ချင်းတယ်။ပြီးနေနေတိုင်း၁၄ခုလဲသူအကုန်လို့ချင်းတယ်။ပြီးတော့တိုင်းရင်းသားရေးရာဝင်ကြီးကိုလဲသူလို့ချင်းတယ်။အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့သူကအလုံးစုံအာဏာရရှိရေးဆိုတော့ တနိုင်ငံလို့သူ့ပါတီကပဲချုပ်ကင်ချင်တယ်ဆိုတဲ့ဟာဖြစ်သွားတာပေါ့ဒါကျွန်တော်တို့မြင်နေတာပေါ့လက်ရှိတိုင်းရင်းသားတွေတော်တော်များများအဲ့လိုမြင်နေတိုင်းနေသားကြီးနဲ့ပြည်နယ်လွှတ်တော်တွေမှာတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မြေပေါင်း29ခုရှိပါတယ်ခင်ဗျာနိုင်ငံရေးပါတီတွေကရွေးကောက်ပွဲဝင်ရောက်မဲ့ကိုယ်စားလှယ်လောင်းတွေကိုရွေးချယ်ပြီးပြီဖြစ်တယ်လို့မဲဆွယ်စည်းရုံးရေးတွေကိုလည်းစလုပ်နေကြပါပြီကိုယ်စားလှယ်လောင်းတွေကိုလွှတ်တော်တဲ့ပို့ဆောင်ပေးမဲ့ပြည်သူတွေဘက်ကလည်းသူတို့ရွေးချယ်မဲ့ကိုယ်စားလှယ်လောင်းတွေစီကဘာတွေမျှော်လင့်ထားတယ်လဲဆိုတာကိုတော့ ဒီတစ်ပတ်ရွေးကောက်ပွဲပေါ်တို့အမြင် election perspective မှာရှုစားကြရမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရွေးချယ်မယ်လွတ်တော်ကိုယ်စားလှယ်ပေါ်ကိုမျှော်လင့်ချက်တွေကတော့အခုပြည်သူလူထုတွေခံစားနေရတာအခုတောင်သူလယ်သမားတွေတောင်သူလယ်သမားကိစ္စတွေဒီမြေယာတွေတိမ့်ခံရတဲ့ကိစ္စတွေဒီလိုကိစ္စမျိုးတွေပြည်သူတွေခံစားနေရတာတွေကိုလွတ်တော်ကိုယ်စားလှယ်ကျွန်တော်တို့ရွေးချယ်ထားတဲ့ကိုယ်စားလှယ်ကနေပြီးတော့လွတ်တော်ထဲမှာ ျွန်မတို့ပြည်သူအတွက်ကိုခြေတန်းတင်ပြီးတော့ပြောမိမဲ့လွတ်တော်ကိုယ်စားလှယ်မျိုးကျွန်မတို့လိုချင်တာပါရှင်သူတို့အဓိကတောင်းဝန်ကလူတွေအတွက်အကျိုးရှိမဲ့ဥပဒေပြဋ္ဌာန်းပေးမဲ့တောင်းဝန်လေသူတို့ကိုယ်တိုင်ဒီမျိုးကိုခိုးနေရဘာလို့ပါဘယ်ညာဘာလို့ပါဆိုလုတ်ပိုင်ခွင့်မရှိဘူးလေလုတ်ပိုင်ခွင့်ရှိတာအုပ်ချုပ်ရေးအဖွဲ့လေနော်အဲ့တော့အုပ်ချုပ်ရေးအဖွဲ့လုံးမဲ့လုတ်လို့ရအောင်သူတို့ဥပဒေပြဋ္ဌာန်းပေးမှာဒီမျိုးအတွက်အကျိုးရှိမဲ့ဥပဒေပြဋ္ဌာန်းပေးမဲ့ကိုယ်စားလှယ်လောင်းဆိုပိုကောင်းတော့ပေါ့အဲ့ဒါမှအတိတ်ပဲရှိမှာအခုကတလူတွေနားလည်နေတာ ဒီလွတ်တော်ကိုယ်စားလှယ်ပဲဒီအိမ်ဝင်ဟိုအိမ်ထွက်ဟိုဌာနဝင်ဗလာလောက်ပဲဘယ်မှာလက်ညှိုးထုတ်လှုပ်လို့ရမယ်ဆိုတဲ့တဘောမျိုးอ่ะအဲ့ဒါလူတွေနားမလဲလို့ပြောနေကြတာလေပြည်သူကိုဖြူသည်မဲသည်မကြည့်ပဲနဲ့ပြည်သူအကျိုးကြည့်မဲ့ကိုယ်စားလှယ်လောက်ကိုပဲမျှော်လင့်နေအဲ့ဒါကိုပဲမျှော်လင့်ထားတယ်အဲ့တော့အဲ့လိုမျှော်လင့်ထားတဲ့လူကိုမဲပေးမယ်လို့ဆုံးဖြတ်ထားတယ်လူတွေရဲ့စိတ်ဒုက္ခ တော့ကိုရွာမှာနိနာချက်တွေဖြစ်နေတယ်ဟုတ်လားရိုက်ရအီချမ်းကြီးဟုတ်လားအဲရွာမှာဖြစ်ပြနေတဲ့လမ်းတွေတရာတွေဟုတ်လားနောက်ပြီးတော့အဲလူတွေရဲ့အခုစားဝတ်နေရေးတွေအားလုံးကိုချောမွေးအောင်ဒါသူတို့ကကျွန်တော်တို့လှုပ်ဆောင်ပေးဖို့ကျွန်တော်တို့ဒါလေးမျှော်လင့်ဒီတစ်ပတ်အလဲရှင်အင်တာဗျူးအစီအစဉ်မှာတော့ကရားပြည်နယ်အခြေစိုက်ပါတီတခုဖြစ်တဲ့ကရားလူမျိုးစုပါတီရဲ့စိန်ခေါ်မှုအခက်အခဲတွေရွေးကောက်ပွဲအတွက်ပြင်ဆင်ထားမှုအခြေတွေတွေနဲ့ပတ်သက်ပြီး ပြည့်စုံမေးမြန်းထားတာကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အင်္ဂေမင်္ဂလာပါခင်ဗျာမင်္ဂလာပါဟုတ်ကဲ့အင်္ဂေတို့ဒီကြားပြည်နယ်မှာအခြေချတဲ့ဒီကြားလူမျိုးစုဒီမိုကရေစီပါတီလေးအကြောင်းကိုအရင်ဆုံးမိတ်ဆက်ပေးပါဦးခင်ဗျာကြားလူမျိုးစုဒီမိုကရေစီဆိုတာကြားဆိုတာကြားအမျိုးသားကို ပြောတာမဟုတ်ပါဘူးပြည်နယ်ကိုကိုစားပြုပြီးတော့ပြောထားတဲ့ယူထားတဲ့ဟိုစားပြည်နယ်အခြေပြုတဲ့ပါတီတစ်ခုပါ ဟုတ်ကဲ့ခင်ဗျာအဲ့တော့ဒီကြားပြည်နယ်မှာဆိုလို့ရှိရင်လည်းလက်နက်ကင်ပွဲစည်းတွေကလည်းများတယ်အခုဆိုရင်လည်းနိုင်ငံရေးပါတီတွေလည်းပေါ်လာတယ်အဲ့တော့ဒီလိုပြည်နယ်မျိုးမှာနိုင်ငံရေးပါတီတခုအနေနဲ့ရက်တိရတဲ့အခါမှာတွေ့ကြုံရတဲ့အခြေအနေတွေအခက်အခဲတွေစိန်ခေါ်မှုတွေဘာတွေများရှိမလဲခင်ဗျာစိန်ခေါ်မှုတော့အများကြီးပေါ့နော်အခက်အခဲတွေကကျွန်တော်တို့ဒီပါတီထောင်ရတာအခက်အခဲအများကြီးကြုံရတယ်ဒီအချက်ကကျွန်တော်တို့ရမုံငယ်ကိစ္စပေါ့နေ့အချက်ကကျွန်တော်တို့ဒီပါတီကိုထောင်တယ်ဆိုကြတဲ့ကပါတီဝင်တွေစုရတာအခက်အခဲရှိတယ် ဒါပေမဲ့မဆိုးပါဘူးကျွန်တော်တို့ပါတီဝင်က1000ကျော်ရှိပါတယ်။နောက်တခြားပါတီနဲ့ကျွန်တော်တို့ကဟိုစားဘယ်လိုပြောမလဲဆိုရင်မိတ်ဆွေဖွဲ့ရတာပေါ့နော်။ကျွန်တော်တို့ဥပမာ MPF ညီနောင်များပါတီညီနောင်များဖက်ဒရေးရှင်းနဲ့ကျွန်တော်တို့ကမှာမဲ့လုပ်ထားပါတယ်။အဲ့ဒါတော့အဆင်ပြေပါတယ်ဟုတ်ကဲ့ခင်ဗျာဒါတော့လက်ရှိပါတီရဲ့အခြေအနေတွေပေါ့နော်အဒီပြင်းနေခြင်းအဲ့တော့လောလောဆယ်မှာဒီလာပိုင်းလောက်ပဲလို့ရွေးကောက်ပွဲအခြေအနေပုံမှာရောပါတီရဲ့ဒီ ွားလာလှူရှားမှုချိနေတယ်ဗျာဘလူနေသားတွေရှိတယ်ဗျာကျွန်တော်တို့သွားတော့သွားနေကြပါတယ်ဒါပေမဲ့ခက်ခဲရှိတာပေါ့နော်ကျွန်တော်တို့မှာမော်တော်ယာဉ်လည်းမရှိဘူးခရီးရလည်းဟိုတည်တဲ့တန်ကရပညာကျွန်မတို့တည်တဲ့ပညာထက်မှမဟုတ်တော့သွားလာရတော့တော်တော်လေးခက်ခဲရှိပါတယ်ဒါပေမဲ့တန်တဲ့လောက်ကျွန်တော်တို့ကိုယ်စလဲလောင်းနေရတော့သွားကြတယ်လာကြပါတယ်ဟုတ်ဟုတ်ကဲ့ခင်ဗျာလက်ရှိဒီကရပညာကမဝင်ရောက်ရှင်ပြိုင်မဲ့ဒီပါတီတစ်ခုအနေနဲ့ပေါ့နော် ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုရဲ့စိတ်ဝင်စားမှုအခြေအနေရောဘယ်လိုများတွေ့တွေ့မိမြင်မိလဲဗျာပြည်သူလူထုရဲ့စိတ်ဝင်စားမှုကတော့အားနည်းနေတယ်ဘာဖြစ်လဲဆိုရင်တချင်တော့ကလည်းဟိုရွေးကောက်ပွဲကော်မရှင်ကပြောတော့ပေါ့နော်တိုင်းရင်းသားတွေဟာဒီနိုင်ငံရေးစိတ်ဝင်စားမှုအားနည်းနေတယ်ဆိုတာတွေ့ရတယ်ဘာကြောင့်အဲ့လိုဖြစ်ရတယ်လဲဆိုပြီးခဲ့တဲ့နှစ်ပေါင်း60ကျော်တော့ကကျွန်တော်တို့ကတိုင်းရင်းသားတွေနိုင်ငံရေးထဲမှာပါမဝင်လာအောင်သူတို့က နှိမ့်ဆက်မှုဖန်ဆင်းမှုချင်းချောက်မှုတွေအမျိုးမျိုးကြုံနေရလို့တိုင်းရင်းသားတွေလည်းဒီကိစ္စကိုနိုင်ငံရေးလို့ပြောလိုက်ရင်တော့လုံလုံကြောက်ရွံ့နေတဲ့အနေအထားမှာအများကြီးတွေ့နေရတယ်အဒီခက်ခဲတယ်လည်းကျွန်တော်တို့အမြင်နိုင်ငံရဲ့အမြင်ဖွင့်ပြဖို့ကျွန်တော်တို့လုပ်နေပါတယ်ဟုတ်ကဲ့ခင်ဗျာဒါကတော့ဒီအငယ်တို့ဒီလှူရှားမှုတွေပေါ့နော်ဒီအဲ့တော့ဒီလာမယ့်ရွေးကောက်ပွဲပေါ်မှာဟောဒီနိုင်ငံရေးပါတီတခုအနေနဲ့ဘုလက်ပြီးတရားမျှတမယ်လို့ထင်တာဒီပြည်နယ်တွေမှာဟောဘလို့ခက်ခဲတွေကြုံတွေ့ရနိုင်လဲဗျာဘလို့များသုံးသပ်မိလဲ လူလပ်ပြီးတရားမြတ်တတ်တယ်ဆိုတဲ့အတုံးတော့ကျွန်တော်တို့တခါတလေ300တောင်ရှစ်တယ်ဗျ။ဘာဖြစ်လဲဆိုရင်ကျွန်တော်တိုင်းသားတိုင်းသားတွေရဲ့ဘဝဟာယူသားပြီးတော့နော်ရှင်းရှင်းလင်းလင်းကိကင်းရှင်းရှင်းနေကြပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကမတရားသောနီးနဲ့ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာကြည်လပြန်ပြီးတော့သမိုင်းကြောင်းကိုမလှန်ချင်ပါဘူး။ဒါပေမဲ့အဲ့ဒါတွေပြန်ကြည့်လိုက်ရင်တိုင်းသားပုံမှာမတရားပဲနဲ့လှုပ်ထားတတ်တယ်။များရှိတော့အခုလည်းတိုင်းသားရဲ့ယုံကြည်မှုဟာ300ကျော်ကနုံးပဲရှိပါတယ်။ ခုတေးကိုယ်တိုင်လည်း LID ပြောပါတယ်ကျွန်တော်တို့ကတရားပြီးတရားမြတ်တက်ပြီးတော့လွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်ဖို့ကဒါကျွန်တော်တို့မျှော်လင့်ပါဒါပေမဲ့လှုပ်ဆောင်တဲ့လူတွေရဲ့နော်လှုပ်ဆောင်မှုဟာဘယ်လောက်အတိုင်းတာကြည့်သူတို့လှုပ်ဆောင်ပေးနိုင်မလဲဆိုတာကိုလာမဲ့ရွေးကောက်ပွဲကြရင်ကျွန်တော်တို့တွေ့ရမှာဖြစ်ပါဟုတ်ကဲ့အခုဒီမက်ဆေ့မမမှုအခြေအနေတွေကလည်းမြန်မာနိုင်ငံနေရာတော်တော်များများမှာကြုံတွေ့နေရတာရှိပဲ။ကြရားပြည်နယ်မှာရောဘယ်လိုနေသားတွေရှိလဲ။ကြရားမက်ဆေ့မှာအများကြီးမှားနေတာကိုလည်းကျွန်တော်တွေ့ရတယ် ဥမာတခြားလူမပြောနဲ့ကျွန်တော်နဲ့ကျွန်တော်မိသားစုကျွန်တော်နာမည်အမှန်ရေးထားတယ်ကျွန်တော်အဖြစ်နာမည်မှားတယ်ကျွန်တော်သားသမီးတွေအဖြစ်နာမည်ကျွန်တော်နာမည်ကိုပြန်ရေးတဲ့အခါတော့အမှားတွေပဲရေးထားပါတယ်ဒါဘယ်သူအားနည်းချက်လဲကျွန်တော်လည်းမပြောချင်တော့ပါဘူးဟုတ်ကဲ့ခင်ဗျာအဲ့တော့ဒီမက်ဆင်းမှာလည်းအားနည်းချက်တွေရှိနေတယ်ပြီးတော့ပြည်သူလူထုကလည်းနိုင်ငံရေးကိုစိတ်ဝင်စားမှုအားနည်းနေတယ်လို့အငငယ်ပြောတယ်အဲ့တော့နိုင်ငံရေးပါတီတွေဒီကြားပြည်နယ်မှာအခြေစိုက်တဲ့နိုင်ငံရေးပါတီတွေရဲ့လှုပ်ရှားမှုတွေ စီယုံလုံးစုံမှုတွေကလည်းအားနည်းနေနေရဲဆိုတဲ့ဝေဖန်မှုတွေလည်းရှိတယ်ဗျအဲ့ဒီပုံမှာဘယ်လိုများပြောချင်ပါလဲဗျဒီအားနည်းမှုတွေကတော့အများကြီးပါကျွန်တော်တို့လှုပ်ဆောင်တဲ့နေရာမှာလည်းရမုံငယ်အားနည်းနေတဲ့အတွက်ကြောင့်ထိထိကျကျကျွန်တော်တို့လှုပ်ဆောင်နိုင်ပြဖို့တော်တော်အားနည်းပါတယ်ဒါပေမဲ့ပြည်သူတွေစိတ်ဝင်စားအောင်ကျွန်တော်တို့နေ့တိုင်းညတိုင်းသွားနေပါတယ်ပြည်သူတွေနိုင်ငံရေးပို့ပြီးသဘောပေါက်လာအောင်ကျွန်တော်တို့ရှင်းယုံနေပါတယ်တချို့ကျွန်တော်တို့စီယုံချင်တာကအများကြီးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနေရာမှာပါ ခက်ခဲကြုံတွေ့ရလဲဆိုကျွန်တော်တို့ရှင်ရွေးကာလကတတ်မှတ်တဲ့ရက်မဟုတ်တော့လူထုတွေလည်းစိတ်ဝင်စားမှုအားနည်းတယ်ကျွန်တော်တို့လည်းလူထုတွေပါလာအောင်တွားပြီးတော့ရှင်ရွေးရတာလည်းအခက်ခဲဖြစ်ပါတယ်အခုဆိုလို့ရှိရင် MPC ကဒီဥအောင်မင်းတို့ဘသူကိုယ်တိုင်အောင်ဒီကြရပြည်နယ်မှာလာရောက်ပြီးတတိပုဂ္ဂလနဲ့ဝင်ရောက်ရှင်ပြိုင်တာကိုတွေ့ရပါဗျဒါအားလည်းတချို့တွေကဘလို့ဝေဖန်လဲဆိုလို့ရှိရင်ဒီကြရပြည်နယ်ကမေရနိုင်ကြီးလွယ်တဲ့နေရာလေးပြည်နယ်လေးတစ်ခုဖြစ်တယ်ဆိုပြီးတော့တုံ့တက်မှုတွေလည်းရှိပါတယ်အဲ့တော့ လက်ရှိဒီကရပြည်နယ်မှာခြေချတဲ့တိုင်းရင်းသားပါတီတခုနေဒီလိုပုံကိုယ်တွေလာရောက်ဝင်ရောက်ရှင်ပြိုင်တာရောဘလို့နေသားတွေကြုံတွေ့ရနိုင်လဲဘလို့ရောသဘောထားရှိလဲဗျအဲ့ဒါကျွန်တော်သဘောထားအနေနဲ့တော့သူတို့မဝင်ရှင်ရှင်ဘူးဘာဖြစ်လဲဆိုကျွန်တော်တိုင်းရင်းသားပါတီတွေကလူနည်းစုတွေနောက်တိုင်းရင်းသားလူမျိုးတွေလည်းလူနည်းစုတွေကျွန်တော်ဒီလူနည်းစုရဲ့ကိုယ်ရှင်လေတွေကပြည်သူ့လူတော်ထက်မှရောက်နိုင်ဖို့အမျိုးသားလူတော်ထက်မှရောက်နိုင်ဖို့ဟာကျွန်တော်ကိုယ်ရှင်လေတွေရောက်ရှင်ရှင်တယ်သူတို့ဝင်လာရှာအဖြစ်ကျွန်တော်ကိုယ်ရှင်လေအာနေသွားတယ် နောက်သူတို့တချို့ကျွန်တော်တို့သူတို့ရဲ့စီယုံရေးကန်တာမှာကြည့်လိုက်ရင်သူတို့မှာငွေကြီးတတ်နေတယ်။ဥပမာတချို့နေရာတွေမှာကျွန်တော်တို့သွားတဲ့အခါမှာပြောနေကြပြီလက်တွေ့တော့ကျွန်တော်မမြင်ရသေးဘူး။အတန်နေကြားနေရပြီဥပမာမဲတပြားမှာ1000 2000ဒီအတန်နေရကြားနေရပြီဗျ။ဒါတည်းလည်းမဖြစ်သင့်ဘူးပေါ့။ဘာဖြစ်လဲဆိုရင်ကျွန်တော်တိုင်းရင်းသားဒေသတိုင်းရင်းသားတွေဟာဒီနိုင်ငံရဲ့အသိအမြင်အသိအမြင်တွေနည်းနေတဲ့ကြားထက်ကနေဒီလိုဖြစ်လာတော့ကျွန်တော်တိုင်းရင်းသားအတွက်ခက်ခဲများစွာ ကျွန်တွေ့ရတယ်လှုပ်တော့ထက်မှကျွန်တော်လူဦးရေနည်းလာပြီဆိုရင်ကျွန်တော်တိုင်းသားကိစ္စအရေးရာကိစ္စတွေမှာကျွန်တော်တို့လှုပ်တော့အထိရောက်အောင်ကျွန်တော်ပို့ဆောင်တဲ့နေရာမှာလည်းအခက်အခဲဖြစ်တယ်ဆုံးဖြတ်တဲ့နေရာမှာလည်းကျွန်တော်တို့ကလူနည်းစုဖြစ်နေတော့အများသာတိုင်းသားအခွင့်အရေးဟာလူချင်းတလောက်နော်ကျွန်တော်တို့အခွင့်အရေးအပြည့်အဝမရနိုင်ဘူးဆိုတာလည်းကျွန်တော်ဒီအချက်ကိုကျွန်တော်မြင်ရဒီတစ်ပတ်အဖို့2015ရွေးကောက်ပွဲအထူးစီစဉ်ကိုဒီမှာပဲညံ့တာပါရစီခင်ဗျာ2015အထွေထွေရွေးကောက်ပွဲအကြောင်း DBB သတင်းတင်ဆက်မှုမှာတင်ကိုယ်တိုင်လည်းပါဝင်နိုင်ပါတယ် ်တင့်ရဲ့လက်ထကန်းကွာကရွေးကောက်ပွဲနဲ့ဆိုင်တဲ့သတင်းတွေဓာတ်ပုံတွေဗီဒီယိုတွေကိုပေးပို့နိုင်ပါတယ် DBB Viber နံပါတ်09798362464ကိုပေးပို့ဆက်သွယ်နိုင်တယ်လို့ election@dbb.no ကိုလည်း email နဲ့ပေးပို့နိုင်ပါတယ် Yuabout 2015 2015ရွေးကောက်ပွဲအထူးစီစဉ်ကထုတ်လွှင့်နိုင်မှုသတင်းတွေမှတ်တမ်းဓာတ်ပုံတွေဗီဒီယိုတွေပေးပို့ဖို့ကိုဖိတ်ခေါ်ပါတယ်ခင်ဗျာ